Hello အားလုံးပဲမင်္ဂလာပါရှင်။ခွားရဲ့အိမ်လေးနဲ့မိတ်ဆက်ပေးမယ်နော်။ဆိုတော့အိမ်မှာကတော့ခွားကဒီလိုပဲဝတ်တာဆိုတာလည်းနည်းကြည့်ရအောင်စမ်းနေမလားမသိဘူး။ခွားရဲ့ယူသနာကတော့ဒီအခန်းလေးတွေဖွဲ့စည်းထားတာလေ။သူကလည်းသူကပုံကြတာပေါ့နော်။ဒါကတော့ခွားရဲ့ဒီအခန်းကြီးပေါ့နော်။ ခေါ်ရဲ့ဒီအိမ်လေးကိုလေဟိုပါပေါ့ဒီမီးတွေ join မိရဆိုတာခေါ်ရဲ့ရောက်ဖအကြီးခေါ်ရဲ့ရောက်ဖအရင်က join မိရအိမ်တော့ပေါ့နော်ဒီ creation အပိုင်းကတော့ခေါ်ရဲ့ရောက်ဖငွေကသူကိုယ်တိုင်ပေါ့နော်ခေါ်ပြောတဲ့အတိုင်းလေးလာလုပ်ပေးပါတော့ပေါ့နော်နောက်တစ်ခန်းလေးကြတော့ဟုတ်တယ်နှစ်တီကြပြီဆိုတော့လေနည်းနည်းလေးညီတို့ထန်လို့မကောင်းလည်မှာပါဒါပေမဲ့ဒီလိုပြင်လိုက်ရတော့ကောင်းပါတယ်ဒါဆိုခေါ်ရဲ့မိဖို့ချောင်းလေးပေါ့နော် အဲခေါ်ရှိတဲ့ပတ်စံလေးရဲ့စုဆောင်းပြီးဝယ်ထားပြည့်စုံနေတယ်ပေါ့ခေါ်ကလေဟိုပါပေါ့တချို့ကခေါ်ဗုဒ္ဓဘာသာလို့ပဲထင်ကြတာပေါ့နော် ခေါ်ကဗုဒ္ဓဘာသာမဟုတ်ဘူးပေါ့နော်အဲအစ္စလမ်ဘာသာဝင်တယောက်ပါအဲ့ဒါမြေခေါ်မှာဘာသာရင်းနဲ့ပတ်သက်ပြီးအရင်ကြီးဟိုကမရှိဘူးခေါ်တဲ့ငယ်ချင်းကဗုဒ္ဓဘာသာဆိုတော့ အမြဲတမ်းခေါ်ကဟိုဗုဒ္ဓဘာသာပွဲတိုင်းလဲနှွဲတယ်အစ္စလမ်ပွဲလဲနှွဲတယ်ခရစ်ယာန်ပွဲလဲနှွဲတယ်ဟိန္ဒူဟိုဗာလဲဟိုဗောဟိန္ဒူပွဲလဲနှွဲတယ်အကောလုံးမှာဒါဒါခေါ်ရဲ့ဒီဖျားကန်းလေးပေါ့နော် Hello အားလုံးပဲမင်္ဂလာပါရှင်ခေါ်ရဲ့အိမ်လေးနဲ့မိတ်ဆက်ပေးမယ်နော်ဆိုတော့အိမ်မှာကတော့ခေါ်ကဒီလိုပဲဝစ်တာဆိုတော့လည်းနည်းနည်းကြည့်ရအောင်စမ်းနေမလားတော့မသိဘူးလာဖျားကန်းအစားမယ်နော် အခေါ်ကလေဟိုပါဗောတချို့ကခေါ်ဗုဒ္ဓဘာသာလို့ပဲထင်ကြတာဗောနော်ခေါ်ကဗုဒ္ဓဘာသာမဟုတ်ဘူးဗောနော်အစ္စလမ်ဘာသာဝင်တယောက်ပါအဲ့ဒါမျိုးခေါ်မှာဘာသာရင်းနဲ့ပတ်သက်ပြီးအရင်ကြီးဟိုပါမရှိဘူးခေါ်တဲ့ငယ်ကြီးကဗုဒ္ဓဘာသာဆိုတော့အမြဲတမ်းခေါ်ကဗုဒ္ဓဘာသာပွဲတိုင်းလဲနှွဲတယ်အစ္စလမ်ပွဲလဲနှွဲတယ်ခရစ်ယာန်ပွဲလဲနှွဲတယ်ဟိန္ဒူဟိုပါလဲဟိုပါဗောဟိန္ဒူပွဲလဲနှွဲတယ် အကောလုံးမှာဗျာဒါခေါ်ရဲ့ဒီဖျားခန်းလေးပေါ့နော်ခေါ်တော့ယူသနာကြတော့ဒီအခန်းလေးတွေဖွဲ့စည်းထားတာလေးသူကနေသူကပုံကြတာပေါ့နော်ဒါကတော့ခေါ်ရဲ့ဒီအခန်းကြီးပေါ့နော်ဒီစူပါရယ်ဆိုလို့ရှိရင်ခေါ်ဒါဝယ်ထားတာအမ်ခေါ်ကလည်းကြီးများတော့လေနေရာစုံဟာပလာဇာတွေရောပရိုဝမ်တွေရောစတူဒီယိုဟောင်းတွေရောစုံနေရပါပဲ ဒီမှာဆိုဒါခေါ်အဲ TV စင်လေးပေါ့နော်ဒီနားလေးကခေါ်ထပ်ဖြစ်ခြင်းသေးရဲ့ဒါပေမဲ့အခုလိုပတ်စံကုံပါလို့မဝယ်နိုင်သေးလို့ဟိုခေါ်နည်းနည်းကြည့်ကောင်းနည်းနည်းထပ်ဖြစ်ခြင်းနဲ့ဘောက်စီပါတာဘာညာတတကာပေါ့ကွယ်အခုကပတ်စံရှာနေရပေါ့နော်ခေါ်ရဲ့ဒီအိမ်လေးကိုလေဟိုပါပေါ့ဒီမီးဒီ join မိရဆိုဒါခေါ်ရဲ့ရောက်ဖအကြီးကိုရဲ့ရောက်ဖအရင်က join မိရအိမ်တော့ပေါ့နော်ဒီ creation အပိုင်းကတော့ခေါ်ရောက်ဖငွေကသူကိုယ်တိုင်ပေါ့နော်ခေါ်ပြောတဲ့အတိုင်းလေးလာလုပ်ပေးသွားတာပေါ့နော်ဒါဆိုလို့ရှိရင်ဒါလေးအဲ့ကိုကြီးလေခေါ်ကောင်းစားတော့တော်တော်လေးခံတယ်ရတာဟောပေါ့ဒါ ဒီလိုမျိုးဒါ furniture လို့ခေါ်လားမသိပါဘူးဒါလေးခေါ်ကြိုက်လို့ဆိုလောက်တာပေါ့နော်ဒါကတော့ခေါ်ဒီအရင်ကကျောင်းဆရာလောက်တော့ကလေအကတင်တော့ဆိုပြီးတော့ဒါအမှတ်တရအနေနဲ့ဆရာမတို့ကအကတင်ပြီလို့ပေးတာဒါလေးကကြောက်လေဒါခေါ်ပွားမှာ တစ်တော်ဆော့ခဲ့တဲ့ပထမဦးဆုံးတော့အဲဘယ်လိုပြောမလဲရွှေချိုးမင်းဆိုတာလေပြိုင်ပွဲလေးလုပ်တော့မှာပေါ့အဲ့တုန်းကပထမဆုကိုတုံးသိမ့်ပေးမယ်ဆိုလားမသိပြိုင်ခဲ့တာအဲ့တုံးသိမ့်ကခေါ်တော့အရန်အေးကြီးတယ်အဲ့တုံးသိမ့်လာရမယ်ဆိုခေါ်ဖုန်းတစ်လုံးဝယ်လိုက်မှာလေအဲ့တော့ခေါ်ဖုန်းကိုင်တဲ့ဖုန်းကမှန်နေကွဲနေရဆိုတော့အဖုန်းလေးတစ်လုံးဝယ်ဖို့အတွက်ဒီမှာပြိုင်ပွဲလုပ်ခဲ့တာအဲ့တုန်းကဒီစုလေးရတာပေါ့နော်ဒီပထမဆုရပြီးတုံးသိမ့်ရတယ်အဲ့တုံးသိမ့်လည်းဖုန်းဝယ်ပြီးဆက်ဆော့တာပေါ့ဒီကဟိုဝယ်စားလဲပြီးတော့အလှပြင်းနေအခန်းလေးပေါ့နော်ဒါခေါ်ရဲ့မှန်တင်ကုန်လေး အဲအဲ့လိုပေါ့ပစ္စည်းလေးတွေအဲ့လိုထားရတာကိုကြိုက်တယ်။ဟိုဗီဒီယိုလိုင်းမယ်ဆိုပြီးတက်တက်တမင်တကာလောက်ယူထားမှာမဟုတ်ဘူး။ကိုရီးယားဒီလိုပဲနေရပါဘောနော်။ဒီဘက်မှာဒါခေါ်ရဲဒီဟာဘယ်လိုပြောမလဲ။အဝယ်စားဆင်လေးပေါ့နော်။ထဲကိုတော့ဖွင့်ပြလိုက်ရင်ဘာမှတော့ထွေလို့မရှိဘူး။ခေါ်ကအဲ main clip ဝယ်စားတွေကများနေရဒီမှာအများကြီးပဲ။အဲ main clip ဝယ်စားတွေကလည်းဟိုအရင်တုန်းကတော့သူများဆန်ငှားဝယ်တာအခုကချုပ်ဝယ်တာပေါ့နော်။ချုပ်ဝယ်ရင်လည်းတော်တော်လေးများသွားတာ။ဒါသူများတွေပေးလိုက်တာရှိသေးတယ်ပေါ့နော်။ဒီခန်းလေးမှာခေါ်အများဆုံးဟိုဝယ်စားလဲရပါဘောနော်။ဒါလေးကတော့ခေါ်ရဲ့ ဟိုတီတန်ချုပ်ထားတဲ့အကြောင်းစင်းလေးခေါ်လို့ဆိုင်နဲ့တငယ်ချင်းချုပ်ပေးတာဒါလေးကခေါ်နဲ့ဝိုင်းနဲ့စင်သူချုပ်ထားတာပေါ့နော်ဟိုတညမှာဒီအကြောင်းစင်းလေးနဲ့ပတ်သက်ပြီးဗီဒီယိုရိုက်ထားတာဆိုတော့အင်ကြီးလေးကအပြင်ရောက်နေရယူဇနာတိုက်ခန်းလေးကြတော့ဟုတ်တယ်နှစ်တီကြာပြီဆိုတော့လေနည်းနည်းလေးနေလို့ထိုင်လို့မကောင်းနေမှာပါပဲဒါပေမဲ့ဒီလိုပြင်လိုက်ရတော့ကောင်းပါတယ်ဒါဆိုခေါ်ရဲ့မိဖို့ချောင်းလေးပေါ့နော်အဲခေါ်ရှိတဲ့ပတ်သက်လေးရဲ့စုဆောင်မှုဝယ်ထားပစ္စည်းတွေပေါ့ခေါ်မီရဲ့အဓိကပီခေါ်မီကဒီမှာပဲထိုင်လာအများတန်းလीတအားဆိုင်တယ်ဒီခေါ်လူလို့မရဘူးဘယ်သူလာလာဒီမှာပေးမထိုင်ဘူး သူပဲတည်တန်းထိုင်တာပေါ့ခေါ်ကတော့အစိမ်းရောင်ကအခေါ်အမိကြိုက်လို့ဆိုဒီရောင်ရွေးတောက်လိုက်တာခေါ်ကပြမစင်စောရောင်လေးတောက်ချင်တာအစိမ်းလေးလှပါတယ်လှပါတဲ့အခါကျတော့ခေါ်ကဒီမှာဒီအဲ့ရကင်းမှာအစိမ်းလေးလှုပ်ထားတာပေါ့နော်အမေကမို့ရနဲ့အဲ့လေးအိတ်ထားတိတ်မရှိတော့မအိတ်သက်သေးဘူးမအိတ်သက်သေးအမေနဲ့ခေါ်နေညာအဲ့နည်းနည်းလေးကတ်တီးတာအမေကဒီဘက်ကိုဖျားခင်းအိတ်တာအခေါ်တော့မှအိတ်တက်တယ်သူကပူတဲ့တောင်မခံနိုင်တော့လေအဲနောက်တော့လေမြင်ချင်းသားမှာပါဒါကတော့အမေရဲ့ဗီဒီယိုအိမ်ကတော့ကျင်းကျင်းလေးပဲတိတိလေးပဲ အဲဒါလောက်ပါပဲဘာမှတိတူမရှိဘူးဆိုတော့ခေါ်လေဒါအင်တာတော့မလုပ်ရသေးဘူးနော်ဟိုလာရောက်ပြီးတော့မေးမြန်းပေးတဲ့မီဒီယာကိုလည်းရန်ကျေးဇူးတင်ပါတယ်လို့အော်အဓိကအင်တာလုပ်တဲ့ခါကျရင်လည်းခေါ်ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုလည်းဖိတ်မယ်ပြီးရင်ခေါ်တို့တစောင်းတိုင်းကြားလို့ရှိပြီဗောနော်စီစဉ်ဆွဲထားတယ်ခေါ်တငယ်ချင်းနဲ့အတူတူအဲအလှကြီးပေးမယ်အဲ့ဒီချိန်ကြားလို့ရှိရင်လည်းနီးဆက်လို့ရှိရင်ခေါ်တို့ရဲ့အလှလာရောက်ဝင်ရံပေးပါအောင်လို့အားလုံးဖိတ်ပါတယ်တတား